်ငွေသည်တခင်မဟုတ်ကြုံသာဖြစ်တဲ့သည်ဘဝတွင်ငါသည်ငွေကိုမြည်မြရှာနိုင်ခဲ့ပြီးမြည်မြသုံးဖြုံခဲ့ပြီးဆိုခြင်းကိုစမ်းစစ်မိပါသလားဘဝတွင်ရှာတာလဲရှာအကျိုးမဲ့စွာ ဖြုံခဲ့တာတွေလဲရှိကောင်းရှိနိုင်ပါတယ်တငယ်ချင်းအပေါင်းအသင်းတွေနဲ့စားခဲ့တောက်ခဲ့ ပျော်ခဲ့ပါခဲ့ချိန်တွင်ရှာထားသမျှသောငွေများကိုလွှင့်ပစ်ခဲ့သလိုဖြုံးခဲ့ခြင်းအားလက်ထဲတွင်ငွေတပြားမှမရှိချိန်တွင် ပြန်လည်နောင်တရကနှမျောတတဖြစ်နိုင်ပါသည်ဖြုံးသည့်ဆိုခြင်းမှာ လိုရာထက်ပိုတုံးခြင်းအကျိုးမဲ့စွာတုံးခြင်းကိုခေါ်ဆိုပါသည်အချင်းဤကုံဆုံးခြင်းကိုဆိုလိုပါသည်အပေါ်စားအင်းကြီးတစ်ထည်ကိုဈေးတက်တာသည်ဆိုပြီးဝယ်လိုက်တယ်ထိုအင်းကြီးကိုရှော့ဖို့လိုက်သည့်အခါတွင် အယောင်တွင်လွင့်ကုန်နေသေးသွားတယ်ရင်းသည်လည်းအကျိုးမဲ့စွာ ဖြုံးခြင်းတစ်မျိုးဖြစ်ပါတယ်ဈေးပေါ်သည့်အထည်နှစ်စုံထက်ဈေးကြီးခြင်းကြီးပါစေအမျိုးမှန်အဖိုးတန်သောအဝတ်ကိုတစ်ချိန်တည်းနဲ့ဝယ်ဝတ်နိုင်အောင်စူးစမ်းခြင်းမှာအကျိုးရှိစွာဝေကိုတုံးခြင်းဖြစ်ပါတယ်အရေးသွေးကောင်းလျှင်ဈေးကောင်းပါလိမ့်မယ်ဈေးကောင်းရခြင်းမှာ ထုံးလုပ်သည့်နေရာ အမှတ်တစိ့ အရေးအသွေးတို့အပေါ်တွင်တည်မီနေကြောင်းသဘောပေါက်ထားရန်လိုအပ်ပါတယ်။ကုဝင်ဝင်နှင့်ကိုချင့်ချိန်သုံးနိုင်ခြင်းကလည်းဘဝတွင်အကျိုးရှိစွာနေထိုင်နိုင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ဘဝတွင် လုံခြုံခြင်းတည်ငြိမ်ခြင်းစုဆောင်ခြင်းတို့သည်တစ်ခုနှင့်တစ်ခုဆက်ဆက်နေပါတယ်။ဘဝလုံခြုံရန်စုဆောင်ရမယ်။ဘဝတည်ငြိမ်ရန် စုဆောင်ရမယ်။ စူဆောင်းမှသာဘဝတည်ငြိမ်အေးချမ်းပြီးလုံခြုံမြေဆိုခြင်းကိုအားလုံးနားလည်သဘောပေါက်ထားပြီးလည်းဖြစ်ပါရဲ့အလိုဆန္ဒဆိုသည်မှာလူတိုင်းတွင်ရှိပါတယ်အ ਨੇ ဆုံးအလိုဆန္ဒရှိပြီးအစူဆောင်းနိုင်ဆုံးသူမှာအလုံခြုံဆုံးအတည်ငြိမ်ဆုံးဖြစ်ပါလိမ့်မယ်ကိုရှာထားသမျှငွေကိုနှစ်ပိုင်းခွဲထားလိုက်စီလိုပါတယ်တပိုင်းကလှုပ်တင်တာလှုပ်ရန်ဖြစ်ပြီးတပိုင်းကလှုပ်ချင်တာလှုပ်နိုင်ရန်ဖြစ်ပါတယ် ဘယ်အပိုင်းကိုဘလောက်ထားပြီးဘလို့သုံးရမည်ဆိုခြင်းမှာမိမိဉာဏ်ပညာစွမ်းအပေါ်မှာမူတည်ပါရယ်။ကိုရှာနိုင်သည့်ထက်ပိုပြီးသုံးရန်စိတ်မကူးပါနဲ့။တသောဘူးသာရှာနိုင်ပြီးတသိန်းတန်ဝယ်ရန်စိတ်မကူးပါနဲ့။တသိန်းနဲ့လိုခြင်းလဲနှစ်သိန်းပြည့်အောင်စုဆောင်းချွေတာပြီးမှသာဝယ်သင့်ပါရယ်။ကိုရှာသမျှသည်ကိုဘဝအတွက်တောကရောက်စေရန် စိတ်ပြက်စေရန်မဖြစ်သင့်ပါ။စိတ်ကြည်နူးပျော်ရွှင်စွာဖြင့် ခံစားဆန်စားရန်သာဖြစ်သင့်ပါတယ်။ငွေကိုအခိုင်းအစေကျွံအနေထားမျိုးရအောင်လှုပ်ဆောင်စေချင်ပါတယ်။ကိုကိုလွှမ်းမိုးအနိုင်ယူလွန်းသည့်သခင်ဘဝကိုမရောက်စေလိုပါ။ဤသူကိုမျှအာမကိုပါနဲ့မမိခိုပါနဲ့အကျွေးတန်တရာထဲမှာမထွက်နိုင်သည့်အဖြစ်မျိုးကိုအယောက်မခံပါနဲ့။ငွေကိုရှာပြီးရတာလေးနဲ့လောက်အောင်သုံးဆွဲနိုင်ခြင်းကိုဂုံယူပါ။အကျွေးယူပြီးထိုဝဲဩဒတဲ့တွင် လေပတ်နေရခြင်းကို မသားရမိစေလိုပါရတာထပ်ပို့ပြီးမတုံးမိစေရန်ဂရုစိုက်ပါစူဆောင်းခြင်းဆိုဒီမှာ ကိုဘဝကိုကိုထူထောင်နေခြင်းဖြစ်ပါတယ်ငွေစုနိုင်အောင်ကြိုးစားပါနည်းနည်းလေးပဲတတ်နိုင်လဲနည်းနည်းလေးစတင်စူဆောင်းကြည့်လိုက်ပါ မရှိချိန်လိုအပ်ချိန်တွင် ကိုအတွက်တံပိုးမဖြတ်နိုင်အောင် ဖြစ်ပါလိမ့်မယ် ရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေမင်္ဂလာချက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ